ရောက်ခမကိုပေါပါလေးပညာပြလိုက်တဲ့ဆိုပြေသစင်ပေးသမ ्या လုံးမဲမင်္ဂလာပါမင်္ဂလာပွဲဆိုတာဒီနေ့ခေတ်လိုကုန်စင်းတို့ကြီးမြင့်တဲ့အချိန်မှာတော်တော်လေးကိုကုန်ကြစရိတ်များတဲ့အလုပ်တစ်ခုပါရှင် အထူးသဖြင့်မင်္ဂလာခန်းဝင်ဇီးရိတ်ဝစ်စုံနှစ်ဖက်ဧည့်သည်ကျွေးမွေးဇီးရိတ်စတဲ့ကုန်ကြမှုတွေကဇုံတွဲတိုင်းကိုစဉ်းစားရခက်စီပါတယ်ဒီလိုအခြေအနေမျိုးမှာတော့မင်္ဂလာပွဲကိုတပြားတစ်ချက်မှမကုန်ပဲအမျက်တောင်ထွက်အောင်အထာချာချာကျင်းပနိုင်ခဲ့လို့လူပြောများခဲ့တာကတော့အနေပညာရှင်ဇုံတွဲဟိဝင်ရန်ရဲ့စိုးပြစ်သစဉ်တို့ပဲဖြစ်ပါတယ်သူတို့ရဲ့မင်္ဂလာပွဲ၅ပွဲနဲ့ပတ်သက်တဲ့လှုပ်ဝှက်ချက်အပြင်ရောက်ခမဘက်ကပါပေါပါလီတစ်ခွက်ချပြခဲ့ပုံကိုပါဒီဗီဒီယိုမှာလေ့လာကြည့်အောင်ပါရှင် အလုံးသိကြတဲ့အတိုင်းဟဲဝင်ရံနဲ့ဆိုပြတဲ့စင်တို့ကမင်္ဂလာပွဲကို၅ပွဲအထိခဏခဏနာကျင်းပခဲ့ပါတယ်။မင်္ဂလာပွဲ၅ပွဲစလုံးမှာဝစ်ဆင်ခဲ့တဲ့ယတနာတွေ၊ဖက်ရှင်ဝစ်ဆောင်တွေ၊အခမ်းအနားအပြင်ဆင်တွေကတပွဲနဲ့တပွဲမတူပဲတကယ့်ကိုမျက်စိအကျဉ်းလောင်းစရာပါ။အကောင်းဆုံးဟိုတယ်ကြီးမှာအဲ့ခံပွဲတွေကိုလုပ်ခဲ့တဲ့လုံညစာစားပွဲတွေကလည်းအလွန်ကို romantic ဆန်ခဲ့ရပါ။ ဒီလိုကြီးကျယ်ခံရတဲ့မင်္ဂလာပွဲ၅ပွဲအတွက်စုစုပေါင်းကုန်ကြစရိတ်က3,000နီးပါးရှိနိုင်တယ်လို့လူတွေကခံမှန်းခဲ့ကြတဲ့ရှိန်အစောပိုင်းမှာတော့ဟိမ့်ဝင်ရံရံမိဘတွေဘက်ကဒီမင်္ဂလာပွဲကိုစိုးပြတဲ့စင်ဘက်ကမပါဝင်ပဲသူတို့ကြီးပဲငွေကြေးအကုန်ကြခံပြီးစိုက်ထုတ်ပေးခဲ့ပါတယ်လို့ပြောဆိုခဲ့တာကြောင့်လူအများကသူတို့ရဲ့ကြွယ်ဝချမ်းသာမှုကိုအတိမတ်ပြုအားကျခဲ့ကြတာပေါ့တကယ်တော့မင်္ဂလာပွဲတစ်ခုလုံးရဲ့ဂုံပုံးနဲ့တောင်းဝင်ကိုသူတို့မိသားစုကြီးပဲယူခဲ့ကြောင်းကိုကြွလုံးထုတ်တယ်လို့မျိုးပြောဆိုခဲ့တာဖြစ်ပါတယ် ဒါပေမဲ့မကြသေးခင်ကမှဆိုဖီယာသင်းရဲ့ဂျေဆုတင်စကား post တစ်ခုကြောင့်မင်္ဂလာပွဲ၅ပွဲလုံးရဲ့တကယ်လှဝတ်ချက်ကိုပရိသတ်တွေကသိတော်ခဲ့ရပါတယ်။ဆိုဖီယာသင်းကသူမတို့ရဲ့မင်္ဂလာပွဲအတွက်ကုညီပေးခဲ့တဲ့ဂျေဆုရှင်တွေကိုဂျေဆုတင်ကြောင်းစည်ရင်ပြုစုလိုက်တဲ့အခါမှာမင်္ဂလာပွဲ၅ပွဲလုံးမှာဝတ်ဆင်ခဲ့တဲ့ယတနာပစ္စည်းတွေအလုံးကစိန်နန်းတော်အီဂရီစတဲ့နိုင်ငံကျော်ယတနာဆိုင်ကြီးတွေရဲ့ sponsor ဖြစ်နေခဲ့ပါတယ်။ဝတ်ဆောင်အလုံးကိုလည်းမြန်မာပြည်ကနာမည်ကြီးဒီဇိုင်နာတွေအလုံးက sponsor ပေးထားခဲ့ရပါဗျ။ ဒါရီမကတည်ဘူးရှင်ဟိုတယ်ခမ်းမနဲ့ decoration အပါဝင်အဓိကငွေကုန်မဲ့အရာတွေအားလုံးကိုလည်း sponsor ရဲ့ပံ့ပိုးမှုနဲ့ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ဒီကြောင့် honeymoon ခီးစဉ်ကိုတော့ lucky diamond မြန်မာက sponsor ပေးခဲ့သေးတာပါ။ ဒီလို post တင်လိုက်တာကငွေချေးအလုံးကိုငါတို့ကြည့်ပဲကုန်ကြခံခဲ့ရလို့ဂုံယုံဝင်ကြောင်းနေတဲ့ရောက်ခမမိသားစုကဆွေပြည့်သင်ဘက်ကပေါပါလီတကွက်ပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။တကယ်တော့မင်္ဂလာပွဲ၅ဖွဲလုံးကကုန်ကြစရိတ်အနေငယ်သာရှိခဲ့ပြီးအဓိကကုန်ကြမှုအလုံးကို sponsor တွေနဲ့အစားထိုးနိုင်ခဲ့ရကုန် သူမရဲ့ဂျေဆုတင်စကားတွေကနေတဆင်ပြိဿတွေကရှင်းရှင်းလင်းလင်းသိသွားခဲ့ရတာပဲဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်နိုင်ငံကျော်အနုပညာရှင်ဇုံတွဲဖြစ်တာကြောင့်အခုလိုမျိုးစပွန်ဆာအခွင့်အရေးကိုရရှိခဲ့တာကအံ့ဩစရာမဟုတ်ပါဘူး။မင်္ဂလာပွဲကြောင့်သူတို့ကလက်ဖွဲ့ငွေသိန်းတစ်သောင်းကျော်မြတ်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါ့အပြင်ဟိဝဲရန်ရန်မိပါတွေကလည်းသားနဲ့ချွေးမအတွက်တိုက်ရင်ကြီးတလုံးလက်ဖွဲ့ပေးခဲ့တာကြောင့်သူတို့ရဲ့တောင်းဝင်ကြေမှုကတော့ချီးကျူးစရာပါ။လက်ဖွဲ့ငွေတွေကိုလည်းတပြားတစ်ချက်မှမယူခဲ့ဘူးလို့သိရတဲ့ရှင် ဘလိုပဲဖြစ်ဖြစ်မင်္ဂလာပွဲစပွန်ဆာကိစ္စနဲ့ပတ်သက်ပြီးဆိုပြစ်သစင်ရဲ့အထာကျကျရှင်းလင်းပြလိုက်မှုကတော့လူတွေကြိုင်းမှာပြောစပတ်တွေ့နေကြတာအမှန်ပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြည်သူတို့ရဲ့ထင်မြင်ချက်ကိုလည်းပြောပြခဲ့ပါအောင်နော်ဒါမှမဟုတ် celebrity lifestyle နဲ့ပတ်သက်တဲ့နောက်ထပ်ဘယ်အကြောင်းအရာတွေကိုဆက်ပြီးသိချင်လဲဆိုတော့လေခွန်မမပြောပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ